ျမအမေရိကန်မှာနေတာပါကျမအမျိုးသားနဲ့ခွဲနေတာ နှစ်နှစ်ခွဲရှိနေပြီတွလာမဖြစ်တာပါဒီတိုင်းခွဲနေတာပါအခုပြန်ပေါင်းရင်ပိုင်လားနေကပြန်လို့ရမှာလားဆရာကျွန်တော်တို့တွေပြုထားတဲ့နေကဆိုတာက အလွန်တရာမှ ခိုင်မြဲတဲ့အရာတစ်ခုဖြစ်တယ်တွလာမပေးဘဲနဲ့ခွလာမပေးဘဲနဲ့အဲ့တည်းမဲ့အစ္စလမ်သမတခုံယုံနေကနေပြီးတော့မှ စနစ်တကျဖြတ်သိမ်းခြင်းမပြုဘဲနဲ့တရားဝင်ကြွားရှင်းတာတွေမလုပ်ဘဲနဲ့နေကာဆိုတာကပြတ်သွားတဲ့အရာတွေမှမပေါ့လင်မယားဘလောက်ပဲအကြာကြီးခွဲနေသည်ဖြစ်ပါစေဒီနေကာဟာဒီခွဲနေခြင်းအဖြစ်ဒီလင်မယားနှစ်အကြာကြီးအချိန်ကာလအကြာကြီးခွဲနေလိုက်ခြင်းအဖြစ်ဒီနေကာမှာဘာမှသွားပြီးတော့မှထိခိုက်မှုမရှိဘူးနေကာဆိုတဲ့အရာဟာအလူအလျောက်ပြည့်စဲသွားတဲ့အရာတွေမှမပေါ့ ဒါကျွန်တော်တို့ပတ်ဝန်းကျင်မှာအထင်မှားအမြင်မှားမှုတွေဖြစ်နေတာဟို6လခွဲပြီးတော့နေလိုက်တယ်ဆိုရင် နေကာပြတ်သွားတယ်ဆိုပြီးတော့မှတကယ်တော့ဒါကျွန်တော်တို့နေကာစာချုပ်တွေမှာပါတဲ့ကိစ္စရက်ကိုစနစ်တကျနားလေသဘောမပေါက်တဲ့ပုံစံလည်းဖြစ်နိုင်တယ်ဒုနည်း၎င်းမဲ့တလွဲအသုံးချတာတွေလည်းဖြစ်တယ်ဒီမှာရေးထားတာကယောက်ျားတစ်ယောက်ကမိမိရဲ့ဇနီးတင်နဲ့နေကာလုပ်ပြီးတော့မှဇနီးတယ်ကိုလှည့်လျူရှုထားတယ်ဥပက္ခပြုတ်ပလိုက်တယ်တော်ခိုင်းပလိုက်တယ် ရရိတ်မပေးဘဲနဲ့ဘာမှဝတ္တရားခြေဘုံမပြုဘဲနဲ့ပြစ်ထားတယ်ဆိုရင်ဇနီးတဲ့အနေနဲ့တကယ်ပဲတမာတမတ်ကြတဲ့အစ္စလာမ်ရဲ့ခုံရုံးတစ်ခုကိုသွားပြီးတော့ရှောက်တယ်မယ်တမတ်တက်ခုံရုံးတစ်ခုကိုရှောက်တယ်မယ်အဲ့ဒီခုံရုံးကဇနီးတဲ့ကူလည်းစစ်ဆေးမယ်ခင်မွန်းတဲ့ကူလည်းပဲခေါ်ယူစစ်ဆေးမယ်တကယ်ပဲခင်မွန်းတဲ့ကဥပခါပြုတာမှန်တယ်သူကပြန်ပြီးတော့မှဇနီးတဲ့ကိုဇနီးတကြကောင်းမွန်စွာနဲ့ပြန်လဲပေါင်းတင်မှုတာဝန်ကျေဖို့ဆန္ဒမရှိတော့ဘူးဆိုတာ တေးကြသွားပြီဆိုတော့မှအဲ့ဒီခုံယုံကနေပြီးတော့မှဒီတမတက်ခုံယုံကနေဒီလူကြီးမင်းနေကနေပြီးတော့မှဒီနေကာကိုဖျက်သိမ်းပေးပါလေလို့ပြောတော့မှဒီနေကာကပြတ်သွားအဲ့လိုမဟုတ်ဘဲနဲ့အခုကျွန်တော်တို့ပတ်ဝန်းကျင်ဒီမှာခေတ်စားနေတယ်တစ်ဖက်နဲ့တစ်ဖက်ရန်ဖြစ်တယ်ရန်ဖြစ်ပြီးတော့6လလောက်မိဘအိမ်ဆင်းသွားတယ်ဟိုဘက်ဒီဘက်ကွဲသွားတယ်ခုံယုံနေသွားပြီးတော့မှ အလာပဲတိမယ်ဘလောက်ဘာဒီပြီးပြီးတော့မှဘာဒီလောက်လဲမသိဘူး တစ်ဖက်နဲ့တစ်ဖက်စုံစမ်းမေးမြန်းမှုမရှိဘဲနဲ့တစ်ဖက်တည်းအမျိုးသမီးတွေဘက်ကနေကွာသွားပြီးဆိုတော့ကွာရှင်းဝင်နေယူတာတွေဟာဒါတွေဟာလုံးဝတရားတော်အရာဘောင်မဘယ်နဲ့ဒါတွေဟာရုံရောက်ဂက်ရောက်အထီးတွေဖြစ်တယ်တချို့နေရာတွေမှာအဲ့ဒီခုံရုံကမူတီကြီးပဲပြုတ်သွားတာတွေကျွန်တော်တို့ကြားဘူးတယ်ကျွန်တော်တို့မိတ်ဆွေတွေမှာဒီဟာတွေဒီရုံရောက်ဂက်ရောက်ဖြစ်တဲ့အဖြစ်ပြက်တွေလည်းဖြစ်ပြက်နေတယ်ဒါတွေကျွန်တော်တို့တော်တော်သတိထားရမယ်အဲ့တော့ဒီဇနီးမောင်နှံပြုတ်ထားတဲ့နေကာဆိုတာက တရားဝင်ကွာရှင်းခြင်းမပြုဘဲနဲ့ခိုလားမလုပ်ဘဲနဲ့အဲ့ဒီတိုင်းပဲတကယ်တမာတမတ်ကြတဲ့ခုံယုံတစ်ခုကနေပြီးတော့မှဒီနေကာကိုဖျက်သိမ်းခြင်းမပြုဘဲနဲ့နေကာဟာအလူလျောက်ကွာပြက်ဆဲသွားတဲ့အရာတွေမှာမပေါ့အဲ့ဒီအတွက်ကြောင့်အခုနအမျိုးသမီးမေးထားတာကျမတို့နှစ်နှစ်လောက်ခွဲနေတယ်ပြန်ပေါင်းမယ်ဆိုရင်ပေါင်းလို့ရလားပေါင်းလို့ရပါတယ်ကျမတို့ပြန်ပေါင်းဖို့အတွက်နေကာလောက်ဆရာလို့လားလုံးဝနေကာလောက်ဆရာမလိုပါဘူးနှစ်နှစ်အရင်က ဘယ်ပုံစံနေကာကရှိနေလဲနှစ်နှစ်နောက်ပိုင်းမှာလည်းပဲနေကာကဒီပုံစံအတိုင်းပဲရှိနေတယ်ဒါပေမဲ့ဒီလင်မယားတွေတခုသတိချက် တင်တာကတော့နေကာလုတ်ပြီးတော့အဲ့လိုကြာရှည်ခွဲတယ်ဆိုတာမဖြစ်နိုင်မဖြစ်တင်ဘာကြောင့်လဲကြာရှည်ခွဲနေခြင်းအဖြစ်အမျိုးသားတွေလည်းပဲအမျိုးသမီးနဲ့ပတ်သက်တဲ့တာဝန်မကြည်တဲ့အပြစ်ဒဏ်ခံရမယ်အမျိုးသမီးလည်းပဲခင်မိုးနယ်နဲ့ပတ်သက်ပြီးဝတ္တရားမကြည်ပုံနဲ့အပြစ်ဒဏ်ကခွဲနေသည်ခံနေရမယ် အဲ့ဒီပြကြောင်အမြန်ဆုံးညှိနှိုင်းပြီးတော့အမြန်ဆုံးအတူပြန်လဲနေထိုင်တဲ့ ਨੇ အဲ့လိုအချိန်ကာလကြာရှည်ခွဲလိုက်ယုံနဲ့နေကမပြတ်သွားဘူးပြန်လဲပေါင်းထုတ်တဲ့နေရာမှာလည်းပဲနေကပြန်ဖတ်เสียမလို့ဘူး